ောက်ချသားသမီးများအတွက်စတလပိုင်းတလလုံးကကြမဟော့စတယ်နဲ့ဆောင်ရွက်ဆောင်လေးတွေကိုဆံမလေးကဒေးစီပြပြပေးတော့မှာဖြစ်ပါရဲ့ရှင်။ဆံမကတော့တာရုံနဲ့ဗီဒီယိုတဲများကိုပြောကြပေးတော့မယ်ဆံမလေးသုံးခတ်မိပဲဖြစ်ပါရဲ့ရှင်။ဆံမရဲ့ page ကို like and follow လေးလုပ်ပေးထားပါ။ဆံမရဲ့ TikTok account ကိုလည်း like and follow လေးလုပ်ပေးထားပါရှင်။ဒါမှဆံမမြစ်စီတပြီးတဲ့ကုသပြုရရင်လည်းဒီလိုမျိုးရတဲ့ hostel လေးတွေကိုအခမဲ့တင်ပေးတော့မှာဖြစ်ပါရဲ့ရှင်။ကဲဒါဆိုရင်စမိုင်းဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့မမေ့နဲ့နော်ဒါဆိုရင်ပေါ့နော်ဒီ၁၇လပိုင်းမှာ ကံအကောင်းဆုံးနေ့နဲ့နေရဘသူဖြစ်သွားမလဲဆိုရင်တော့တောက်ကြသားသမီးတွေပဲဖြစ်ပါရဲ့ရှင်။ကျမတို့ဒီ17လပိုင်းမှာတောက်ကြသားသမီးတွေကလုံးဝကိုလက်ခံမောင်းခတ်ရမယ့်အချိန်ကာလတစ်ခုလို့လည်းပြောလို့ရပါရဲ့ရှင်။အရင်လားပေါ့နော်တောက်ကြသားသမီးတွေကငွေရဝင်တလောက်မစုမိဘူးပေါ့နော်။အရင်လားကငွေရပေါ့နော်ကိုယ့်လက်ထဲမှာကြာကြာတော့မခံနိုင်ဘူးပေါ့နော်။ဒီအထွက်တွေအရင်များလို့ကိုယ့်လက်ထဲတော့မှကြာကြာတော့မခံနိုင်တဲ့အခြေအနေမျိုးတွေကိုကြုံတွေ့ရတတ်ပါရဲ့ရှင့်ငွေကြေးကံကတော့ဗောနော်အနေကြီးရတော့မဟုတ်ပါဘူးရှင့်ဟိုငွေကဝင်ပေမဲ့ မစုမိတာအဖက်မတင်တာမျိုးလေးတွေပေါ့နော်ငွေကုန်ပုတ်တွေများနေရလေးတွေပဲရှိနေသေးတာမို့လို့ငွေကြေးခံကတော့အရင်ညက်နေတယ်မပါသေးဘူးပေါ့နော်ဒါပေမဲ့အခု17လပိုင်းမှာတောက်ကြသားသမီးတွေကငွေကြေးခံပထမဦးဆုံးဖြစ်တယ်ထိတ်ဆုံးဖြစ်တယ်ငွေကြေးခံပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်အကုန်ထိတ်တန်းကိုရောက်တော့မှနေနံတွေကတောက်ကြသားသမီးတွေရဲ့နေနံလို့ပဲဆိုရမယ်ရှင် ကိုကအရင်လတွေတုန်းကငွေကြီးကြောင့်စိတ်ပူပန်းစိတ်တော့ကတွေရောက်နေနေတော့မှာပေါ့နော်ဒီ17လပိုင်းမှာလုံးဝငိမ့်အေးပြီးတော့အပူတော့ကတွေအေးချမ်းလာပြီးတော့ပေါ့နော်တဖြည်းဖြည်းအဆင်ပြေလာတော့မယ်ဒီလမှာငွေကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ငွေအလုံးအရင်းဝင်ခင်းရှိပါတယ်ရှင့် ကျမရဲ့ဒီဗီဒီယိုဟောကိန်းကနေစကြည့်ပြီးတော့24ရက်အတွင်းပေါ့နော်ငွေအစုရအပြုံလိုက်ဝင်ကင်းရှိပါတယ်ရှင်ငွေအလုံးရင်းဝင်ကင်းရှိရယ်ဒီတောက်ကြသားသမီးတွေက17လပိုင်းမှာလက်ခမောက်ခက်ရမယ်နေနံလူတွေပြောရမယ်ရှင်အရင်လတော့ကကိုကပေါ့နော်ငွေကြီးကြောင့်အစ်စ်မပြေဘူးဆရာမကြီးဒီ17လပိုင်းမှာလဲအရာအလုံးဟာချောချောမွေ့မွေ့ဖြစ်သွားအောင်ပူပိတော့ကမှုတွေအစ်စ်ပြေသွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုလဲဆရာမကပေါ့နော်ဒီ17လပိုင်းတစ်လလုံးကန်ကောင်းအောင်ငွေဝင်မြဲအောင်နော်ငွေကဝင်ရင်လဲဝင်တလောက် ကိုယ့်လက်ထဲမှာကြကြခံအောင်လို့ရေဒီယာလေးပါပေးသွားမှာမို့လို့စမိုင်းဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးဖို့မှတ်ချင်ပါတယ်ရှင်။စမားပေါ်တော့ဒီတောက်ချာသားသမီးတွေရဲ့စာတာကိုကြည့်လိုက်တဲ့အခါမှာဒီနှစ်လကျော်ရင်တော့မှစီးပွားအလွန်တက်မှာတောက်ချာသားသမီးတွေပဲ။တကယ်ပြောတာပါတောက်ချာသားသမီးတွေရဲ့လက်ခမောင်းခံနိုင်မဲ့အချိန်ပေါ့နော်အဓိကမင်္ဂလာအချိန်ကောင်းကိုရောက်ရှိလာတော့မှဖြစ်ပါရဲ့ရှင်ဒီ17လပိုင်းမှာလက်ခမောင်းလာခတ်ပြီးတော့17လပိုင်းမှာပေါ့နော်တောက်ကြတသမီးတွေကဘသူ့အကူညီမှမပါဘဲနဲ့ပေါ့နော်ကိုစွမ်းကိုစား ကိုနီးကိုဟန်ကိုညံကိုစွမ်းနဲ့ပေါ့နော်ထိတ်ဆုံးကိုရောက်မဲ့အချိန်ကာလတစ်ခုကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ရှင့်။ပိုင်ဆိုင်ဆရာရှိရာတွေပိုင်ဆိုင်ရတော့မယ်ဖြစ်ချင်တာတွေဖြစ်ရတော့မယ်ကိုမျောမှန်းထားတဲ့အရာတွေထက်ကိုကြော်လွန်ပြီးတော့ကောင်းမွန်တဲ့အရာတွေကိုကိုစီကိုရောက်ရှိလာတော့မယ်အချိန်ဒီကာလတစ်ခုကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ရှင့်။ဒါပေမဲ့ဆံမကတော့အကြံပေးချင်တာတော့တောက်ကြသသမီးတွေကဒီထားပြရမှာကအယုံမလွယ်နဲ့နော်အဓိကအယုံမလွယ်ဖို့ပဲအရေးကြီးရယ်ပြီးအားမနာနဲ့နော်ပြီးရင်တခုခုဆိုရင်စိတ်ရောကိုယ်ရောဟို မကူညီလိုက်နဲ့အဲ့ဒီအရာတွေကပဲကိုယ်ကိုပြန်ပြီးတော့ဒုက္ခပေးတတ်တာမို့လို့ဆံမကတော့အကြံပေးချင်တာကတော့ဟိုတတိလေးနဲ့ပေါ့နေပေါ့နော်ကိုနားမှာတော့ဟိုကောင်းတဲ့သူရှိတယ်လို့မကောင်းတဲ့သူကပို့ပြီးတော့များနေတတ်တယ်ကိုအောင်မြင်မှုထက်ကိုကြာရှုံးမှုကိုလိုချင်တဲ့သူတွေများနေရဲ့အတွက်ပေါ့နော်ကိုကအယမ်းကိုစူးစမ်းပေးရမယ်ဆံမကတော့မှချင်တာတော့ကိုလို့ဆရာရှိရတယ်ကိုဆက်လုပ်ပါဘသူ့ကိုမှဂိူးမဆိုင်ပါနဲ့ကိုဖြစ်ချင်တာတွေကိုယီမန်ထားတဲ့အရာတွေဖြစ်လာတော့မှာမို့လို့ကိုရဲ့ သွားနေတဲ့လမ်းလေးကိုပဲကိုပုံမှန်လေးပေါ့နော်ဆက်လျှောက်ပါလို့ဇမလေးကမှားချင်ပါရှင်ဘာဖြစ်လို့ဆိုတော့ဒီ17လပိုင်းမှာအဓိကဖြစ်လူတယောက်ကချမ်းသာဖို့ဆိုရင်ပေါ့နော်ဟိုညံဝရိယနဲ့တင်လုံလောက်တာမဟုတ်ဘူးရှင်လူတယောက်ကချမ်းသာဖို့ဆိုရင်အချက်၃ခုလိုအပ်တယ်ပေါ့နော်ကံညံဝရိယပေါ့နော်ဇမရဲ့တောက်ကြသသမီးတွေကအခုဟာဒီလမှာကံကကောင်းလာပြီးအတွက်ညာဝရိယပါကိုကထပ်ပြီးတော့အားထုတ်လိုက်မယ်ဆိုရင်တကယ်ကိုထိဆိုးရမယ်လားလို့တော့ပြောလို့ရပါတယ်ရှင့်အဲတချို့ကြတော့လေညာဝရိယရှိပေမဲ့ကံမပါတဲ့အတွက် ဟိုရှေ့မရောက်တာလေးတွေရှိရပေါ့နော်ဒါပေမဲ့တောက်တာတသမီတွေကဒီလမှာကံအလွန်ကောင်းတဲ့အတွက်ကိုကညံရယ်ဝရိယရယ်ပေါ့နော်ချိန်ပြီးတော့လုံမယ်ဆိုရင်လုံးဝထိတ်ဆုံးအောင်ရောက်မဲ့အချိန်ဒီကာလတခုကိုရောက်ရှိလာတော့မှာပဲဖြစ်ပါရဲ့ရှင့်အဲတောက်တာသားသမီးတွေကဒီလာထဲမှာငွေကြီးတွေအလုံးကြီးဝင်တာစက်ပစ္စည်းဝင်တာ စိန်လဝိကေတနာကြီးဝင်ရင်းရှိပါတယ်ရှင်။တောက်ကြတသမီးတွေကအထူးတတိထားပြရမှာကကိုယ့်ရဲ့အိမ်မျိုးဖို့ကြောင့်မှာပစ္စည်းတစ်ခုခုပြတ်တက်တယ်ပေါ့နော်။အဲ့ဒီအတွက်ကိုကတော့စက်ပစ္စည်းဝင်ငင်းရှိပါတယ်ရှင်။အဲ့ဒီဟာနဲ့ပဲကိုကဟိုရေရံမကြေသွားအောင်ပေါ့အဓိကကားဝင်ငင်းရှိရလို့အောင်ဟောလို့ရတယ်ရှင်။အမှန်တော့စက်ပစ္စည်းဆိုတဲ့အတွက်ကားဝင်ငင်းရှိရ။ကားဝင်ငင်းရှိရအတွက်ကိုကဟိုရေရံမကြေသွားအောင်ပေါ့နော်။ဟိုစက်ပစ္စည်းတွေဒီလထဲမှာ မပြတ်အောင်ပေါ့ကိုကအထူးကိူးဆိုင်ပေးရမယ်ရှင်။ဘာလို့ဆိုတော့စက်ပစ္စည်းကိုက ဟိုတခြားအိမ်သုံးပစ္စည်းပဲဖြစ်ဖြစ်ကိုသုံးနေကြအရာကြီးပြတ်သွားရပဲဖြစ်ဖြစ်အဲ့ဒါကြီးဝယ်ရတဲ့ခါကြရင်ပေါ့နော်ဟိုကားဝင်မဲ့အဝင်လေးခြေရခြေသွားမှာဆိုလို့ကိုကဒီလာထဲမှာစက်ပစ္စည်းကားမှမဟုတ်ရင်ပေါ့နော်တခြားဟာတွေမဝယ်သေးနဲ့အောင်လို့ဆံမလေးကမှားချင်ပါတယ်ရှင်ဘာလို့ဆိုတော့ဒီလာထဲမှာတောက်ချတတ်သမီးတွေနော်စက်ပစ္စည်းအနေနဲ့ပေါ့နော်ကားဝင်ကိန်းရှိပါတယ်ရှင်၁၇လပိုင်းမှာပေါ့နော်တောက်ချတတ်သမီးတွေကဝင်နှန်းနေဖြစ်ရင်ယာဒူးတိုးတာလာစာတိုးတာ အထက်လူကြီးကကိုယ်ပေါ့နော်ယုံကြည်အားကိုးလေးစားရလောက်တဲ့အထိပေါ့နော်ဒီ၁၇လပိုင်းမှာအဆင်ပြေလာတော့မှာပဲဖြစ်ပါတယ်ရှင့်ဟုတ်ကြသားသမီးတွေကစတုရှယ်ယာလုပ်ငန်းတွေဒီလာထဲမှာအချိုးပေးရအတချို့ကကြတော့ပေါ့နော်ဒီလာထဲမှာလုပ်ငန်းဆောက်လုပ်ချင်တဲ့သူတွေအာတချို့ကြတော့လေစမရေကျမကတော့စိုင်နေဖွင့်ချင်နေပြီဒီလာထဲမှာဖွင့်လို့ရပြီလားအဲ့ဒီလူတွေတော့တောက်ကြသားသမီးတွေဆိုရင်ဒီလာထဲမှာစပြီးတော့အကောင့်ထဲပေါ်မဲစိုင်နေဖွင့်မယ်ဆိုရင်လုံးဝကို ကောင်းတဲ့ပေါ့နော်အဲကို့ဆိုင်လေးတဲ့ရောင်းဝယ်ကောင်းမယ်အဲကို့အတွက်အကျိုးပေးမယ်လုပ်ငန်းတစ်ခုဖြစ်လာမှာပဲဖြစ်ပါရဲ့ရှင် တောက်ကြသားသမီးတွေကပေါ့နော်ဒီ17လပိုင်းမှာအိမ်ပြင်ကျင်တဲ့သူတွေအိမ်ဆောက်ချင်တဲ့သူတွေကိုယ်အိမ်ကိုပေါ့နော်အဲဒီထက်ပိုပြီးကြီးမားအောင်လုပ်ချင်တဲ့သူတွေအတွက်ပေါ့နော်အိမ်ပြင်အိမ်ဆောက်ချင်နေဆိုရင်တော့ဒီလာထဲမှာလုပ်ဖို့အထူးသင့်တော်တဲ့အချိန်ကာလတစ်ခုပဲဖြစ်ပါရဲ့ရှင်ပညာရေးနဲ့ပတ်သက်ပြီးတော့ဟိုကိုကဟိုပညာကောင်းနေပညာထူးတွေရတတ်တယ်တောက်ကြသားသမီးတွေကဒီလာထဲမှာကိုတော်တော်ကောင်းတဲ့အချိန်နေကာလတစ်ခုမလို့ဆမတော့အကြံပေးချင်တာတော့ကိုယ့်ရဲ့လက်တွေပွင့်သွားအောင်ပေါ့နော် ကိုယ့်စီမှာရှိရဲ့ဟာတွေ လက်လာပါတယ်မပိတ်အောင်တော့အထူးခရူးဆိုင်ဖို့လိုတယ်ရှင့်အဓိကကိုကကံကောင်းလာပြီဆိုပေမဲ့ကိုကလက်ပိတ်အောင်လုပ်လိုက်တဲ့အခါကျရင်လက်ပိတ်သွားရင်တော့ကံကောင်းမှုတွေတိတ်ပြီးတော့မရှိတော့ဘူးပေါ့နော်လက်ပိတ်သွားတဲ့အတွက်ကိုရက်ဆက်ရှိရငွေတွေကမရဘဲနဲ့ပေါ့နော်လက်လာပါတခါကြီးပိတ်သွားတတ်တယ်အဲ့ဒီအတွက်မို့အထူးခရူးဆိုင်ပေးရမှာကလက်မပိတ်အောင်နေရမယ်ရှင့်လက်မပိတ်အောင်ဘယ်လိုနေရမလဲဆိုရင်စမကဘယ်လိုမျိုးပြောချင်တာလဲဆိုတော့ဘူတဘူးနေတိုင်းခေါင်းမလျှော်ပါနဲ့ဘူတဘူးနေတိုင်းခေါင်းလျှော်တဲ့အခါကျရင်45ရက်တိတိလက်ပိတ်တတ်တယ်ပြီးရင် ကိုယ့်ရဲ့အဝတ်အစားတွေကိုလက်နီးစုပ်လောက်တာခြေတုပ်လောက်တာအဲ့လိုမျိုးတွေမလုပ်နဲ့ပေါ့နော်အဲ့ဒီလိုမျိုးလုပ်တဲ့ခါကျရင်ကိုယ့်ရဲ့နံကိုနှိမ့်လိုက်သလိုဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီအတွက်အဲ့ဒီအရာတွေရှိနေခဲ့ရင်လည်းလွတ်ပစ်ပေးပါဆွတ်ပစ်ပေးပါပေါ့နော်အိမ်မှာကိုယ်အတုံးမလို့ရဲပစ္စည်းတွေရှိရင်လည်းလွတ်ပစ်ပေးပါပေါ့နော်ပြီးရင် စပါအကြံမေးချင်တာလေကို့အိမ်မှာပေါ့နော်ဟိုဖက်နဲ့အစုပ်သေးဒါမှမဟုတ်ကို့အတုံးမလို့တဲ့ပစ္စည်းတွေရှိရင်လည်းပေါ့နော်လွှတ်ပြပေးပါအဲ့ဒါကြရင်ကို့ရဲ့ပိတ်နေတဲ့အရာတွေပေါ့နော်ပြန်ပြီးတော့ပွင့်လာမယ်ကို့ရဲ့ငွေကြေးကန်တွေပြန်ပြီးကောင်းလာမယ်အဓိကဟို စမကတော့လေအကြံပေးချင်တာတော့လေအမဲသားပေါ့နော်ဖြစ်နိုင်အမဲသားလုံးဝမစားပါနဲ့ဒီစက်တလပိုင်းမှာဘာလို့ဆိုတော့ကံကောင်းမဲ့အရာတွေကံမကောင်းမဲ့နဲ့ဖြစ်တတ်တယ်ပေါ့နော်အမဲသားစိတ်ဓာတ်မစားပါနဲ့ဟိုတောက်ချတန်းသမီးတွေကစက်တလပိုင်းမှာတကယ်ကိုလက်ခံမောင်းခက်ရမယ့်အချိန်ကာလတစ်ခုမလို့ဇမကတော့အဲ့လိုမျိုးပေါ့နော်လက်လာပါပိတ်မဲ့အရာတွေကိုမပိတ်အောင်လို့ပေါ့နော်ဇမကချုပ်ပြီးတော့တတိပေးတာပါကိုရရှိရရှိရငွေတွေကို ညှော်မဲထားတဲ့ငွေတွေရရှိမှာပေါ့နော်အရက်ရှိနေတာအဘက်ဘက်ကနေပြီးတော့ငွေတွေဝင်လာမဲ့ပေါ့နော်ပိုတွေကတော့လက်ပိတ်တာမျိုးတွေတိတိလောက်တာမျိုးတော့မဟုတ်ဘူးမတိပဲနဲ့လောက်တာလေးတွေဖြစ်မှာဆိုလို့ပေါ့နော်ဇမကဒီအကြောင်းအရာလေးတွေကို share အနေနဲ့ပြောပြပေးတာပဲဖြစ်ပါတယ်ရှင့်ကဲဒါဆိုရင်၁၇လပိုင်းမှာ တောက်ကြသားသမီးတွေပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းတွေပြန်ပြီးအဆင်ပြေလာဝေးကြီးအခက်ခဲတွေအဆင်ပြေအောင်အကျွေးတွေပေါ့နော်ကြေအောင်အကျွေးတွေပြန်ရအောင်နော်ပြီးရင်ကိုယ့်ရဲ့လုပ်ငန်းတွေအယောင်းဝယ်ကောင်းအောင် ကိုလုတ်သမျှကင်သမျှအရာအားလုံးအဆင်ပြေပြီးချုံးမွေ့အောင်လို့ကြေရကောင်းလေးတစ်ခုကိုပေးมาပဲဖြစ်ပါတယ်ရှင်အဲ့ဒီရေတွေကအရန်ကိုလေကူရိုးရှင်းပါတယ်ဇင်းစွာပြန်ရှိကိုရမကြီးကိုစွန်းထမင်းနဲ့တကွပေါ့နော်ငါတက်တာဓာတ်တူနဲ့တူငွေကိုယူအစိုးရအတိုင်းပေါ့နော်စွန်းထမင်းနဲ့တကွငါတက်တာပေါ့နော်အဲ့ဒါကိုဇမတ်တို့ဩမြတ်စွာပြန်ရှိကိုရမကြီးကိုမနက်9:00နာရီနေပြီးတော့17:00နာရီအတွင်းပေါ့နော်စွန်းကတ်လူပေးပါရှင် ဆံမရဲ့ဒီဗီဒီယိုလေးကိုစတူရဲ့နေရာစပြီးတော့ပြုလို့ရပါတယ်ရှင်။တရက်ထဲပြုလို့ရမှာပဲဖြစ်ပါတယ်ရှင်။ပြီးရင်နောက်ဆုံးတစ်ခုကဘာလဲဆိုတော့စီးပွားတက်အောင်လို့ကော်ဖီပေါ့နော်။ကော်ဖီတစ်ခွက်ကတ်လူပူစွာပြပါရှင်။ကော်ဖီပူပူလေးပေါ့နော်။မြတ်စွာဘုရားရှင်ဟိုရမကြီးကိုစွန်းထမင်းနဲ့တကွာငါတက်တာကော်ဖီတစ်ခွက်ကတ်လူပူစွာပြပါရှင်။ပြီးရင်တောက်ကြသားသမီးကဒီလမှာလက်ခမောင်းခတ်ရမယ်နေ့ဒါပေမဲ့အပြိုင်အဆိုင်အတိုက်ခိုက်တွေရှိနေသေးတဲ့အတွက်ကိုမနာလိုတဲ့သူတွေကိုစီပွားရေးပြိုင်မဲ့ဖြစ်ဖြစ်ကိုကိုကိုအနာရန်သူတွေ ကင်းပြောက်သွားအောင်လို့ဆမကရေရတခုကတော့ဆမအရင်တော့ပေးနေကြတဲ့အတိုင်းပဲတံမြာဒီကိုလုံးကိုပေါ့နော်မြက်စာပြရှင်ကိုရမြကြီးကိုကတ်လူဘူးဆိုပေးပါရှင်တံမြာဒီကိုလုံးကနွမ်းလာနေစွန့်မှာပြန်ပြီးတော့အတုံးမပြူပါနဲ့ရှင်အိမ်နဲ့ဝေးရအောင်လှုပ်ပြပေးပါအဲ့ဒီတံမြာဒီကိုပြန်သုံးမိရင်ဒါရေရချင်ထားတဲ့တံမြာဒီဖြစ်တဲ့အတွက်ပေါ့နော်ကိုမှာအညံ့အတိုက်ခိုက်အတေရှိတတ်တယ်ပေါ့နော်အခိုက်တတ်တယ်ပေါ့နော်အဲ့ကြောင့်လို့အဲ့တံမြာဒီကိုဆမကမတုံးခိုင်းတာပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်ဆမတို့တောက်ချသားသမီးတွေကဒီ၁၇လပိုင်းမှာ လုံးဝကိုထိတ်တန့်ရောက်မဲ့အနေနဲ့လေးဖြစ်ပါရရှင်။ဒါဆိုရင်ဇမိုင်းဒီဗီဒီယိုရဲ့ comment အောက်မှာလည်းမိမိရဲ့နေနဲ့လေးတွေမှတ်ထားပေးပါ။ဇမိုင်းလေးတဦးတယောက်ချင်းစီတိုင်းကိုစီမံဆူတောင်းပေးပါမယ်ရှင်။ဒါဆိုရင်ဇမိုင်းဒီဗီဒီယိုလေးကို like share လေးလုပ်ပေးဖို့မမေ့နဲ့နော်။อืมဒါဆိုရင်ဇမတ်စီမှာတချို့ကမေးကြရေပေါ့နော်။ဗီဒီမေးချင်တဲ့သူတွေ၊ဝေးကြီးကြောင့်အဆင်မပြေတဲ့သူတွေ၊တိုင်မေးချင်တယ်၊ဆွေးနွေးချင်တယ်ဆိုရင်ဇမတ်စီမှာဟိုဘုကင်ယူပြီးတော့ပေါ့နော်။ဆပ်ပို့ပြီးတော့ဘုကင်ယူပြီးတော့အမ်ဖုန်းဆက်ပြီးတော့တိုက်ရိုက်မေးလို့ရပါတယ်ရှင့်။ စနေသားသမီးများအတွက်၁၇လပိုင်း၁လလုံးကကြမဟော့စတယ်နဲ့ဆောင်းဆောင်းလေးတွေကိုဆမ်မလေးကတေးစိပြပတ်ပေးတော့မှာဖြစ်ပါရဲ့ရှင်။ဆမ်မကတော့တောင်းနဲ့ပီတင်ရတဲ့များကိုပြုတ်ချပေးတော့မယ်ဆမ်မလေးသုံးခတ်မိပဲဖြစ်ပါရဲ့ရှင်။ဆမ်မရဲ့ page ကို like and follow လေးလုပ်ပေးထားပါ။ဆမ်မရဲ့ TikTok account ကိုလည်း like and follow လေးလုပ်ပေးထားပါရှင်။ဒါမှဆမ်မနှစ်စီနေပြီးတဲ့ကုသပီတွေရာရင်းနဲ့ဒီလိုမျိုးရေတဲ့ hostel လေးတွေကိုအခမဲ့တပေးတော့မှာဖြစ်ပါရဲ့ရှင်။ကဲဒါဆိုရင်ဆမ်မရဲ့ဒီ video လေးကို like and share လေးလုပ်ပေးဖို့မမေ့နဲ့နော်။၁၇လပိုင်းမှာ စနေသားသမီးတွေကလေတကယ်ကိုကံကောင်းနဲ့လှလို့အောင်ပြောလို့ရပါတယ်ရှင့်စနေသားသမီးတွေကပေါ့နော်အရင်လားတွေတော့ဟာပေါ့နော်ငွေမဝင်တဲ့သူတွေငွေကြေးကံပိတ်နေတဲ့သူတွေဝင်ငွေထက်ပေါ့နော်ထွက်ငွေရပုံများနေတဲ့သူတွေဖြစ်တဲ့အပြက်ကပုံများနေတဲ့သူတွေဒီ၁၇လပိုင်းမှာစတမီငိမ့်ပြီးကန်စားတာအတက်ပတ်ကိုရောက်နေတဲ့အတွက်ပေါ့နော်စနေသားသမီးတွေက900ခိုင်နှုန်းကံကောင်းလာပြီပဲဖြစ်ပါတယ်ရှင့် ်နေသသမီးတွေရေကန်စားတာပေါ့နော်အရင်လားတွေကခံရတော့အလူးအလိပ်ပဲပေါ့နော်ဒါပေမဲ့ကန်ကောင်းလာပြီဆိုရင်အပြက်အသက်ကန်ကောင်းလာတော့မယ်နင်းနယ်လေးပဲဖြစ်ပါရဲ့ရှင့်ဒီနှစ်မှာပေါ့နော်စနေသသမီးတွေကစိတ်ရောလူရောကိုရောပေါ့နော်ပင်မန်းရတယ်စိတ်ရောလူရောကိုရောပင်မန်းတလို့ တိုးတက်မှုနည်းရာလေးတွေကြုံတွေ့ရတတ်ပါရှင်ဒါပေမဲ့စမော်ဒီစစ်တက်လာပိုင်းကနေစပြီးတော့စနေသားသမီးတွေပြန်ပြီးတော့ကန်စားတာအတက်ဘက်ကိုရောက်နေတဲ့အတွက်ပြန်ပြီးကောင်းလာမယ်ငွေတွေပြန်ဝင်လာမယ်အယောင်းဝယ်တွေကောင်းလာမယ်ကိုလို့တဲ့ပြကင်သမားတွေအဆင်ပြေချောမွေ့လာမယ်ပေါ့နော်တကယ်ကိုကန်စားတာကောင်းတဲ့နေ့နံလို့လဲပြောရမယ်ရှင် ဒါကြောင့်တချို့ကလည်းပေါ့နော်စမရဲ့စနေတွေကလည်းကံမကောင်းတော့ဘူးအများနဲ့မကောင်းတော့ဘူးလို့မတွေးပါနဲ့ကိုကကောင်းတာတွေပဲအများနဲ့လက်ခံရယူရင်ကောင်းတာတွေပဲရရှိလာမှာဖြစ်ပါရဲ့ရှင့်ကိုကတော့အဲ့လိုမျိုးပေါ့နော်အများနဲ့စိတ်ညစ်နေစရာမလိုဘူးကိုလုံနေကြအတိုင်း ိုရှောက်နေတဲ့လမ်းကိုပဲဖြည်းဖြည်းလေးရှောက်ပုံမှန်လေးသာရှောက်ရင်တကယ်ကိုထိစံဦးရောက်မဲ့နင်းနယ်လေးလည်းဖြစ်ပါရဲ့ရှင့်။စနေသားသမီးတွေကဒီကာလမှာပေါ့နော်ဒုက္ခရဲ့အလှည့်ကပြီးသွားပါပြီရှင့်။ကိုယ့်ရဲ့အလှည့်ကပြောင်းအောင်လာပြီပဲဖြစ်ပါရဲ့ရှင့်။ဒါကြောင့်ကိုကဒီကာလမှာပေါ့နော်စိတ်ကအရေးကြီးဆုံးဖြစ်ပါရဲ့ရှင့်။ဒီကာလမှာကိုကဟိုဟာလောက်ရမလို့လို့ဒီဟာလောက်ရမလို့လို့နဲ့ပေါ့နော်မတိမကျဖြစ်နေတဲ့လုပ်ငန်းတွေရှိရင်ပေါ့နော်အဲ့လိုစိတ်နှခွမဖြစ်ပါနဲ့ကိုလှုပ်ချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာတစ်ခုခုကိုတေချာရွေးချယ်ပြီးဒီဇိုင်းမမတ်နဲ့ပြုလုပ်မယ်ဆိုရင် တကယ်ကိုအောင်မြင်ဖို့တည်ကြပါရဲ့ရှင့်အထူးမှသာချက်ကတော့လေကံကတော့ကူပေမဲ့လူကတော့အလုံးလို့ဘူပဲလိုပါရဲ့ရှင့်ဒါကြောင့်စမိုင်းစနေသားသမီးတွေဒီ17လပိုင်းမှာစက်တမီငိမ့်ပြီးကန်ဆာတာအတက်ပတ်ကိုရောက်နေတဲ့အတွက်ဘာမှစိတ်ပူနေစရာမလိုပါဘူးလို့စမိုင်းလေးကမှတ်ချင်ပါရဲ့ရှင့်စနေသားသမီးတွေပေါ့နော်ဒီ17လပိုင်းမှာ ကံကောင်းနေရာတွေပို့ပြီးတော့ကံကောင်းသွားအောင်ပေါ့နော်အဲမလုတ်တင်တာတွေမလုတ်ဝအောင်လက်မပိတ်သွားအောင်ပေါ့နော်ဆောင်ရယ်ဆောင်ရယ်လေးတွေကိုလည်းအသေးစိတ်ပြပြပေးသွားမှာမို့လို့ဆမရဲ့ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပေးဖို့ပြောချင်ပါတယ်ရှင်ဒါဆိုရင်စနေသားသမီးတွေကိုဆမကအထူးမှာကြားခြင်းနဲ့၁၇လပိုင်းမှာဖားမှားခြင်းတာလဲဆိုတော့ကြောချမှဓမြမန်းတိဆိုတဲ့အတိုင်းပဲပေါ့နော် စနေသားသမီးတွေကပေါ့နော်ကိုကမိတ်ဆွေရင်းလို့ထင်ထားတဲ့သူတွေကတော့မှကိုရဲ့ရန်သူဖြစ်နေတတ်တယ်ပေါ့နော်ကိုကိုမကောင်းချံပြုတ်လုပ်တဲ့အတွက်အထူးကိုဂရုစိုက်ပေးရမယ်အချိန်ကာလတစ်ခုပဲဖြစ်ပါတယ်ရှင် ဲ့ကိုကသာစိတ်ဓာပြုစေစေတနာကောင်းပြီးတော့ဗောနော်။ဘာအကျိုးမှမကြည့်ပဲနဲ့သူတို့ကိုကူညီလိုက်တာ။ဒါပေမဲ့သူတို့ကကိုရဲ့အဲ့ဒီအရာကိုအခွင့်ကောင်းယူပြီးတော့ဗောနော်။အဲအခွင့်ကောင်းယူပြီးတော့ကို့ကိုထိခိုက်နစ်နာအောင်ပြုလုပ်တတ်တယ်အဲ့ဒီအတွက်ထူကယူဆိုင်ပေးဖို့ဆမန်လေးကမှာကြမှာရှင့်ဟိုစိတ်ဓာတ်စင်နာကောင်းလာလဲကောင်းပေါ့နော်အရင်တော့ကိုကကို့အတွက်ထိခိုက်နစ်နာလာတော့ထိတော့မကူညီပါနဲ့လို့ဆမန်လေးကတော့မှာကြကြမှာရှင့် ီလာထဲမှာပေါ့နော်စနေသားသမီးတွေကမျိုးဝင်ကင်းရှိရဲ့ရှင့်မျိုးဝင်ကင်းရှိရဲ့ဆိုတော့အဲ့ဒီမျိုးရလေကိုယ့်ကိုကောင်းတဲ့မျိုးကောင်းသောအကျိုးပေးခြင်းဖြစ်တဲ့မျိုးဖြစ်လိမ့်မယ်ရှင့်ဒီမျိုးကိုဆမတို့ဝယ်ပြီးတဲ့အခါမှာအဲ့ဒီမျိုးကကိုယ့်အတွက်အကျိုးပေးတာအဲ့ဒီလိုကောင်းကျိုးလေးတွေခံစားရတတ်ပါတယ်ရှင့်ကျမ်းမကြီးရတော့ပေါ့နော်မျက်စိဒါမှမဟုတ်ဝမ်းပိုက်နဲ့ပတ်သက်တဲ့ယောဂအစာအိမ်နာအဲ့ဒီယောဂလေးတွေအထူးကယူဆိုင်ပေးပါရှင့် ပြီးရင်နိုင်ငံရေးခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကြန့်ကြာနေတဲ့သူတွေပေါ့နော်ဒီလာထဲမှာအစဉ်ပြေမဲ့လူမျိုးကြဘာသာကြကိုကိုကူညီဆောင်မမယ်ပေါ့နော်ပြီးရင်ပညာရေးပေါ့နော်ပညာရေးကကိုစ조사ရင်조사တလောက်အောင်မြင်မဲ့အချိန်ကာလတစ်ခုကိုရောက်ရှိလာပြီပဲဖြစ်ပါရဲ့ရှင်။စနေသားသမီးတွေထဲမှာအလုံးမရှိတဲ့သူတွေရောဒီ7လပိုင်းမှာပေါ့နော်အလုံးတွေရဖို့ရှိရဲ့ကို့အတွက်အလုံးမြဲမဲ့နေရာပေါ့နော်အလုံးကောင်းရမယ့်နေရာ လဆာမမရမယ့်နေရပေါ့နော်အဲ့ဒီလိုမျိုးတွေမှာအလုံးလုံးလောက်ရခွင့်ရရှိနိုင်ပါတယ်ရှင်အင်တာဗျူးဖြည့်ဆုံးမဲ့သူတွေအင်တာဗျူးအောင်သိရှိတယ်တကယ်ကိုတည်ငောင်းကြရမယ့်အချိန်ကာလတစ်ခုလည်းဖြစ်ပါတယ်ရှင်အခြေရတော့ပေါ့နော်သူနဲ့ကိုယ်နဲ့ကြားမှာဂျားလူနောက်ဆက်ကိန်းရှိပါတယ်ရှင် အိမ်အောင်ရေးအိမ်အောင်ရေးကြတော့ကိုကသူ့ကိုတန်ရာစိတ်တွေအရန်များကြီးမထားဘူးလိုအပ်ပါရဲ့ရှင့်တန်ရာစိတ်တွေအရန်ထားတဲ့ခါကျရင်သူကလည်းအစ်စင်မပြေကို့အတွက်လည်းပူလောင်တတ်တယ်ပေါ့နော်အဲ့အတွက်အိမ်အောင်ရေးမှာပေါ့နော်တယောက်နဲ့တယောက်နားလည်မှုနဲ့ညှိနှိုင်းပြီးတော့ပေါ့နော်ရှေ့ဆက်ကြပါလို့ဆမလေးကမကြမှာရဲ့ရှင့်ကဲဒါဆိုရင်ဆမရဲ့စနေသားသမီးတွေပေါ့နော်၁၇လပိုင်းမှာဝင်များများဝင်အောင်ဝင်တလောက်ဝင်ရင်းအောင်ဝေကြီးကန်နေပွင့်လန်းအောင်လို့တော့မြောက်ကန်တဲ့မြအစီအမီချုံးမွေအောင် ဆဆအဲရအစင်ပြီအောင်မြင်နိုင်အောင်ပေါ့နော်ဆမကရေတဲ့တစ်ခုပေးပါပဲဖြစ်ပါတယ်ရှင့်အဲ့ဒီရေတဲ့ကအရန်ကိုလေကူရွှေ့ရှင်ပါတယ်ဆမတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြကြီးကိုပေါ့နော်ကော်ဖီ၃ခွက်နဲ့ပေါ့နော်။ပေါင်မုတ်ကျုပ်ကြော်တစ်ချက်ပေါ့နော်။ကက်လူဘူးဆိုပေးပါရှင့်။စနေသားသမီးတွေပေါ့နော်။ကိုကအတိုက်ခိုက်နောက်ဆက်လေးတွေမြင်ရတဲ့အတွက်ပေါ့နော်။စနေသားသမီးတွေကအရင်လုံးကပြောနေကြအတိုင်းပဲတံများဒီကိုလုံးလှူပေးပါ။ရွမ်းနာနဲ့ဆုံးမပြန်ပြီးတော့အတုံးမပြူပါနဲ့။အဲ့ဒီ တက်မြာကြီးတွေကရေတရာလောက်ထားတဲ့အတွက်ပြန်ပြီးအသုံးပြုတဲ့အခါကျရင်ကိုယ့်အတွက်အညံ့အတိုက်ခိုက်တွေရှိနိုင်တဲ့အတွက်အဲ့ဒီဟာတွေပြန်ပြီးမသုံးပါနဲ့ခိုက်တက်လို့ပါရှင်ကဲဒါဆိုရင်ဆမားတို့မြေဆာဖက်ရှင်ကိုရမကြီးကိုကော်ဖီ၃ခွက်ကျဲဥပေါင်းမိုးကျော်တစ်ချက်တက်မြာကြီးကိုလုံးကတ်လူပူဇော်ပေးပါရှင်ဆမားရဲ့ဒီဗီဒီယိုလေးကို subscribe နေရဆက်ပြီးတော့ပြုလုပ်လို့ရပါတယ်ရှင်မနက်9:00နာရီနေ့17:00နာရီအတွင်းပြုလုပ်လို့ရပါတယ်ရှင်တရက်သေးပြုလုပ်ရမှာပဲဖြစ်ပါတယ်ရှင် ကဲဒါဆိုရင်စမိုင်းရဲ့ဒီဗီဒီယိုရဲ့ကွန်မန့်အောက်မှာလည်းအောင်အရဟံမိမိနိမ့်နယ်လေးတွေရေးခဲ့ပေးပါရှင်။ဒါမှစမိုင်းလေးတဦးတယောက်ချစ်စီတိုင်းကိုစီမံဆူတောင်းပေးလို့ရမှာပဲဖြစ်ပါရဲ့ရှင်။ဥပမာကိုကပေါ့နော်စနေသားသမီးဆိုပါစို့အောင်အရဟံစနေဆိုပြီးတော့မန်ထားပေးပါ။စမိုင်းလေးတဦးတယောက်ချစ်စီတိုင်းကိုစီမံဆူတောင်းပေးပါမယ်ရှင်။စမားစီမားဗီဒီမေးခြင်းတဲ့သူတွေစတာစစ်ခြင်းတဲ့သူတွေတဲရမေးခြင်းတဲ့သူတွေစမိုင်းစီမားလာရောက်ပြီးတော့မင်းမြန်လို့ရပါပြီရှင်။စမားစီမားလာရောက်ဝေမျက်ခြင်းတဲ့သူတွေကတော့စာပို့ပြီးတော့ဘုကင်နံပါတ်ကိုရယူပါ။ပြီးကြရင် ေစမစီမှာပေါ့နော်ဖုန်းဆက်ပြီးမေးချင်လည်းရတယ်ဒါမှမဟုတ်စာနဲ့လည်းမေးချင်လည်းရပါတယ်ရှင့်အဲစမစီမှာငွေကြေးကြောင့်ဖြစ်တဲ့အခက်ခဲတွေလူမှုရေးစီးပွားရေးစက်မရေးအကုန်အဖက်ဖက်ကရှိတဲ့အရာတွေပေါ့နော်ဆရာမလေးစီမလာရောက်တိုင်ပင်ဆွေးနွေးလို့ရတယ်ရေရေအစီမံတွေအဲ့လို့ရတယ်ဆရာမစီမရေရေအစီမံအပ်တဲ့သူတွေတိုက်ရိုက်တဲ့စေပွဲထိုးတဲ့သူတွေမိသူ့ကိုမဆိုဆရာမလေးကိုယ်တိုင်စီရင်ထားတဲ့ကံမြင့် ဝင်ရှင်လက်ပွင့်စီရဲပေါ့နော်ဆေးဖြောင်းလိုက်တလားစာပေါ့နော်လက်ဆောင်ပြီးတော့တာပဲဖြစ်ပါလိမ့်ရှင်ဒါကတော့တစ်ခါထုံးရင်တစ်တိုင်းပေါ့နော်စမအဆောင်ပုံကတ်ကလေးနဲ့အဲရွှေဖြောင်းနိုင်ပေါ့နော်စီရင်ထားတဲ့ဆေးဖြောင်းနိုင်တလားစာပေါ့နော်လက်ဆောင်ပြီးတော့မှာဖြစ်ပါလိမ့်ရှင်စမစီမှာအဆောင်ဆေးဖြောင်းနိုင်လေးလိုချင်နေဆိုရင်လည်း2900ကျပ်ထဲနဲ့ပေါ့နော်တစ်ခါထုံးရင်3တိုင်းအစိမ်းရွှေငွေပေါ့နော်တလားစာဆံမစီမှာလာရောက်မှိုင်လို့ရပါတယ်ရှင့်ဒါကတော့ကံမြင့်ကျင်တဲ့သူတွေအိမ်မှာအိမ်ဘူးအိမ်စုဖြစ်နေတဲ့သူတွေ ဝေးကြီးမလဲပတ်တဲ့သူတွေစီးပွားရေးတွေအဆင်မပြေတဲ့သူတွေပေါ့နော်ဒါလေးထွန်းကြည့်ပါတစားတစားနဲ့အဆင်ပြေလာမယ်ပို့ပြီးတော့အောင်မြင်တိုးတက်လာမှာကိုပဲတွေ့ရမှာပဲဖြစ်ပါတယ်ရှင့်စမကူရိုင်းစီရင်ထားတဲ့ပီရရေမွေးပေါ့နော်အထက်လူကြီးနဲ့အဆင်ပြေအောင်လူချစ်လူခင်မောများအောင်ကိုပြောသမျှဆိုသမျှတခုံးနဲ့အောင်အောင်ပေါ့နော်ပီရရေမွေးပေါ့နော်အဲဘယ်တစ်ချက်ညာတစ်ချက်ဆိုပြီးကြရင် ကိုပြောချင်တဲ့စကားလုံးနေရှင်ဒါလေးနဲ့ဆွပြီးတော့ပြောကြည့်ပါတကယ်ကိုအစ်မင်းနဲ့လူချင်းလူခင်ပေါ်များကြည့်ပါအဲ့ရှင်းအယောင်ဝဲသမားတွေကကိုရောင်မထွက်တဲ့ပစ္စည်းတွေပေါ့နော်ရောင်ချင်တဲ့သူတွေကဒီရင်မွေးလေးနဲ့ပေါ့နော်တုံးချက်ပြန်ပြီးရောင်ကြည့်ပါတကယ်ကိုရောင်ထွက်စေတယ်ပြီးရရင်မွေးလေးပဲဖြစ်ပါတယ်ရှင်းပြီးကြရင်ကျမကြီးမကောင်းတဲ့သူတွေကလည်းကျမကြီးကောင်းလို့ပေါ့နော်ကျမစီမရေတွေကအဆောင်လေးတွေလာပြီးအနှံလို့ရတယ်ဒါကတော့ကျမစီမပေါ့နော်အဆောင်လက်ကောက်လေးတွေပေါ့နော်ဒါကတော့ဘယ်ဘက်လက်ကနေစောင့်ဝင်လို့ဝင်ဝင်နေတဲ့သူတွေအတိုက်ခိုက်အနှောက်အယှက်တွေကင်းကျင်တဲ့သူတွေပေါ့နော်အဲ ဒါမှမဟုတ်ပညာရေးအဆောင်ပေါ့နော်အခုဆောင်ပွဲဖြစ်မဲ့ကလေးတွေအတွက်လည်းဆမစီမှာနေနဲ့အလိုက်ဟိုဘာအတွက်လိုအပ်တယ်ဆိုပြီးရောစီမံလို့ရပါတယ်ရှင့်ဆမဒါကိုတိတ်တိတ်တင်ပြီးရောပြန်ပြီးရောဟို နည်းနဲ့အလိုက်ပြန်ပြီးတော့စီမံပေးပါရရှင်။ကဲဒါဆိုရင်ဆက်မွားရဲ့ဒီဗီဒီယိုလေးကိုလိုင်းရှယ်လီလိုပွေးဖို့မမေ့နဲ့နော်။ဆက်မကိုကြည့်ရှုနေတဲ့ခွန်ရဲတော်သမီးများအားလုံးပန်းလုံးမွေးရေလိုအေးချမ်းကြပါစေ။ဒီရက်တိုင်းဒီရက်တိုင်းမှာချမ်းသာကြွယ်ဝမှုတွေများရရှိပြီးတော့တတိယတတိယမကြီးတွေဖြစ်ပါစေလို့ဆက်မလေးကဆုတောင်းမေတ္တာပို့သပေးပါရရှင်။အားလုံးပဲကျေးဇူးအထူးတင်ပါရရှင်။တနင်္ဂနွေသားသမီးများအတွက်၁၇လပိုင်းတစ်လလုံးကံကြမ္မာ hostel နဲ့ဆောင်းရှောင်းလေးတွေကိုဆမ္မလီကတေးစိတ်ပြ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 ီးတော့မှဖြစ်ပါရဲ့ရှင်။ ဆရာမကတော့တာရွန်နဲ့ဗီဒီယိုရဲမြတ်ကိုပြချပေးသားမယ်ဆမိုင်းလေးသုံးခတ်မိပဲဖြစ်ပါရဲ့ရှင်ဆမိုင်း page ကို like and follow လေးလုပ်ပေးထားပါဆမိုင်း TikTok account ကိုလည်း like and follow လေးလုပ်ပေးထားပါရှင်ဒါမှဆမိုင်း CCTV ရဲ့ကုသပြုရေးတွေအရင်ဒီလိုမျိုးရေးတွေ hostel လေးတွေကိုအခမဲ့တင်ပေးသွားမှာဖြစ်ပါရဲ့ရှင်ကဲဒါဆိုရင်ဆမိုင်းရဲ့ဒီ video လေးကို like and share လေးလုပ်ပေးဖို့မမေ့နဲ့နော်ဒါဆိုရင်ဆမတ်ကတနည်းကနေသာသမီတွေကပေါ့နော်အခု၁၇လပိုင်းပေါ့နော်၂၀၂၅ရဲ့ နှစ်ကုန်17လပိုင်းကိုရောက်ရှိလာပြီဖြစ်ပါတယ်ရှင်။ဆမားတို့ရဲ့တရင်းခွနေတာသမီးတွေရဲ့ငွေကြေးကန်စတာကလေဒီနှစ်ကုန်လေးပို့ပြီးကန်စတာအတက်ဘက်ကိုရောက်လေပဲဖြစ်ပါတယ်ရှင်။အရင်လားတွေတုန်းကပေါ့နော်ရလိုက်ကုန်လိုက်အကျွေးတင်လိုက်လုံးချလိုက်နေရပေါ့နော်အဲ့လိုတွေဖြစ်နေတယ်ဆိုပေမဲ့လေဒီ17လပိုင်းမှာဆမားတို့ရဲ့တနင်္ဂနွေသားသမီးတွေကငွေကြေးတွေပြန်ပြီးမြဲလာမယ်ငွေအဝင်ညားလာမယ်ငွေငွေနဲ့ထောက်ငွေနဲ့ ပြန်ပြီးညှတာလာမယ်ပေါ့နော်အဓိကအရင်လာတွေကငွေငွေနဲ့ထုတ်ဝင်မညှတာလေးတွေသူများတစ်ခါရင်းနဲ့ရှင်ပေါ့နော်တနည်းဝင်တသမီတွေကတကယ်ကိုကောင်းပါသေးတယ်ရှင်အခု17လပိုင်းမှာအရင်လတွေနဲ့မတူဘူးပေါ့နော်။တကြားမကိန်းရှိရတဲ့အတွက်ပေါ့နော်။စမားတို့ရဲ့တနည်းဝင်နေသားသမီးတွေက17လပိုင်းမှာတကယ်ကို ကောင်းတဲ့နေထိုင်နေလို့ပြောရမယ်ရှင်တရားမှလည်းဆိုတော့ယုတ်တရက်ကြီးပွားတာဒါမှမဟုတ်ယုတ်တရက်အောင်မြင်တာယုတ်တရက်ငွေကြီးတွေပြန်ပြီးတော့အဆင်ပြေလာတာအဲ့ဒီလိုမျိုးလေးတွေကြုံတွေ့ရတတ်ပါတယ်ရှင်နှစ်ကုံလေးအညံ့တွေကုံလူနီးပါဖြစ်လာပြီပဲဖြစ်ပါတယ်ရှင်ဆမရဲ့တနုနေတာသမီးတွေကငွေကြီးကံမကောင်းပါဘူးငွေရမမြဲပါဘူးငွေရမစုမိပါဘူးအဲ့ဒီလိုမျိုးမတွေးပါနဲ့ကိုကကောင်းတာတွေပဲလက်ခံရယူပါကောင်းတာတွေပဲရောက်လာမယ်ဆိုပြီးတော့ကိုကကိုစိတ်မှာမှတ်ယူပါတကယ်ကောင်းလာတာတွေပဲရောက်လာမှာပဲဖြစ်ပါတယ်ရှင်ဒီ၁၇လပိုင်းမှာပေါ့ နော်ကျမတို့အရင်လားတွေကကုန်ကြသွားတဲ့ငွေကြေးဖြစ်စေဒါမှမဟုတ်ပတ်သက်မရှိတော့လို့ရွှေထည်ပစ္စည်းတွေရောင်းလိုက်ရတဲ့သူတွေပဲဖြစ်စေဘယ်အကြောင်းအရာမျိုးမဆိုဘောနော်တန်မိုးရှိတဲ့အရာတွေကိုယ့်စီကထွက်သွားတဲ့အရာတွေဒီစက်တလပိုင်းမှာပြန်မြုပ်ဝင်လာခြင်းရှိပါတယ်ရှင်ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူတွေကဘောနော်အရင်လားတွေကအရှုံးပေါ်နေတဲ့သူတွေပေါ့နော်ဒီစက်တလပိုင်းမှာပေါ့နော် ကိုဆုံးရှုံးရတဲ့ငွေကြေးထက်ပိုတဲ့ငွေကြေးရရှိကင်ရှိပါရဲ့ရှင့်တခုတတိထားပြရမှာကတနင်္ဂနွေသတ္တမိတွေကအယုံမလွယ်မိဖို့ပဲလို့ပါရဲ့ရှင့်အယုံလွယ်ဆိုတာကအွန်လိုင်းကဖြစ်စီငွေကြေးအပြင်ဘက်ကဖြစ်စီပေါ့နော်ငွေကြေးလှိမ့်လည်ခံရခဲ့ရှိရဲအဲ့အားလေးပဲအထူးခရုစိုက်ပြရမှာပဲဖြစ်ပါရဲ့ရှင့်ပြီးရင်ကိုကပေါ့နော်ကိုလုံးစရာရှိရဲဟာကိုပဲဆက်လုပ်ပါကိုကကဲကူနေရဲ့အတွက်ကိုကအလုံးလောက်ကမင်းကိုပုံမှန်လေးရှောက်နေရင်တော့တကယ်ကို အဆင်ပြေမယ်အောင်မြင်မယ်တိုးတက်မယ်ပေါ့နော်လှုပ်သပြကိုင်သမျှတွေအဆင်ပြေလာမယ်နင်းနယ်လေးတွေဖြစ်ပါတယ်ရှင့်တနည်းငွေသားသမီးတွေကပေါ့နော်ဘသူ့ကိုမစိုးကိုကလေစိတ်ထားစေတနာကောင်းတယ်ကိုမိသားစုပေါ်ဖြစ်စေမိသူအပေါ်ဖြစ်စေကိုကစိတ်ရင်းစေတနာမှန်နဲ့ကောင်းကောင်းဆက်ဆံပေးတယ်အဲ့ဒီအတွက်ပေါ့နော်ကိုရဲ့စေတနာအကျိုးပေးမယ့်အချိန်ကာလတစ်ခုကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ရှင့်ကိုကအဲ့ဒီလိုမျိုးစိတ်ထားစေတနာကောင်းတဲ့အတွက်ကိုကိုဆောက်ရှောက်နေတဲ့ပုံကိုယ်တွေကကိုကိုမာခင်းရှိတယ်အဲ့ဒီအတွက်ကိုကမနက် ပိုင်းနေဆိုရင်ပေါ့နော်အဲရေခွက်လေးတစ်ခုကိုင်းပြီးတော့တရဏဂုံရွတ်ပြီးတော့ပေါ့နော်မျက်နှာတေးပြီးရင်ကိုယ်ကိုဆောက်ရှောက်နေတယ်ပုပ်ကိုယ်တွေပဲဖြစ်ဖြစ်နှာခေါင်းနဲ့မျက်တွေပဲဖြစ်ဖြစ်မေတ္တာပို့အမျှဝေပေးတာပဲဖြစ်ဖြစ်လုပ်ပေးပါဒါဆိုရင်ကိုအဆင်မပြေတဲ့ငွေကြီးပိုင်းအဆင်မပြေတဲ့အရာတွေကမှပြန်ပြီးတော့အဆင်ပြေလာမယ်တစားတစားနဲ့အောင်မြင်လာမှာကိုတွေ့ရမှာပဲဖြစ်ပါရဲ့ရှင်ပြီးရင်အလုံးမရှိတဲ့သူတွေပေါ့နော်တနည်းနဲ့သားသမီးတွေကအလုံးမရှိတဲ့သူတွေဒီစစ်တလပိုင်းမှာအလုံးရခင်းရှိရဲ့အဲ့ဒီအလုံးကြရင်လဲကိုယ့်အတွက်အကျိုးပေးမဲ့အလုံးအဲ့ဒီနေရာမှာနေရာမြဲမယ်လစာကောင်း ောင်းတဲ့အလုပ်မျိုးကိုရရှိနိုင်မှာပဲဖြစ်ပါရဲ့ရှင်။ဘနုခရီသာသမီတွေကကိုမရောက်ဖူးတဲ့ခီးတွေပေါ့နော်။သွားရခင်ရှိရဲ။အဲဥပမာဖျားဘူးခီးထွက်တာလို့ဒါမှမဟုတ်အပျော်ခီးပေါ့နော်။အဲ့လိုထွက်ရခင်ရှိရဲ့ရှင်။ဟိုကိုရဲ့စိတ်ချမ်းသာမှုတွေဖြစ်ဖြစ်ချင်းရရှိလာတော့မှာပဲဖြစ်တာမို့ကိုကပေါ့နော်။ပျော်ပျော်ရွှင်ရွှင်လေးနဲ့ဒီအရာတွေလက်ခံရယူဖို့ပဲလိုပါရဲ့ရှင်။ဟိုအဓိကစိတ်ညစ်မနေနဲ့စိတ်ညစ်နေဘာမှဖြစ်လာမှာမဟုတ်ဘူးပေါ့နော်။ကိုကပျော်ပျော်ရွှင်ရွှင်နဲ့ပဲကိုလုံးနေကြလုပ်ငန်းတွေလုပ်သူ့ဟာသူသူအဆင်ပြေသွားလိမ့်မယ်။ကံအကူမဲ့အတွက်ကိုကလုံးနေကြလေးပဲလုပ်ရင်တော့လုံးဝက ဖို့ဒီစက်တလပိုင်းကတနုခဏိသားသမီးတွေအတွက်လားလို့အောင်ပြောလို့ရမယ်ရှင်။ပြီးရင်ပေါ့နော်ဆက်မအထူးမှကြားချင်တာတနုခဏိသားသမီးတွေပေါ့နော်သူများတကာကိုငွေချီးပေးတာ အာမခံပေးတာဂျားတွေကနေကိုကသွားပြီးအာမခံပေးတာမျိုးတွေငွေစိုက်ချီးပေးတာမျိုးတွေမလုပ်ပါနဲ့အဲ့ဟာရဆိုရင်ကိုပြည့်မျိုးဒုက္ခပေးတတ်တယ်အဲ့အတွက်ကိုကအထူးကိစ္စဆိုင်ပေးဖို့လိုပါတယ်ရှင်ဒုက္ခပေးတယ်ဆိုတာကလေဘယ်လိုပုံစံမျိုးလဲဆိုတော့အဲ့လူကပဲကိုကိုအကောင်းမမြင်တာအကောင်းပြောမခံရတာအဲ့ဒီလိုမျိုးလေးကြုံတွေ့ရတတ်တာမို့လို့အထူးကိစ္စဆိုင်ပေးဖို့လိုပါတယ်ရှင်တနင်္ဂနွေသားသမီးတွေပေါ့နော် ကျမ်းမာကြီးကတော့ထွတ်ထွတ်ထူးထူးစိုးရင်စရာတော့မရှိဘူးဒါပေမဲ့အထူးသတိထားပေးရမှာကဖြစ်ပီးသားယောဂါပေါ့နော်ဖြစ်တတ်တယ်ပေါ့နော်အဲ့အတွက်ကိုကအထူးကိဥ်ဆိုင်ပေးရမှာရှင့်အိုလိုမျိုးကြီးကြီးမားမားစိုးရင်စရာတော့မရှိပါဘူးရှင့်အာအချီအချီကတော့သူနဲ့ကိုနေချာမှာဟိုတခါကြီးကြာရင်ညှိမရတဲ့အရာတွေကြောက်ပေါ့နော်။ तू ကအဖြူဆိုရင်ကိုကအမဲဖြစ်နေရမျိုးပေါ့နော်။အဲ့ဒီလူမျိုးတွေကြောက်စိတ်သဘောထားကွဲလွဲမှုတွေတွေကြုံတွေ့ရတတ်တယ်ပေါ့နော်။အဲ့အတွက်အချီကြီးမှာအထူးကိစ္စပေးဖို့လိုပါတယ်ရှင့်။အင်အောင်ကြီးအင်အောင်ကြီးကြတော့ ကိုနဲ့သူနဲ့ကြားကိုတခြားသူတွေလာပြီးတော့ cloud center တွေးထိုးတာလေးတွေရှိတတ်တာမို့လို့ကိုကအရင်အထူးတတိထားပေးမယ်အချိန်ကာလတစ်ခုပဲဖြစ်ပါရဲ့ရှင်ဒါမှမဟုတ်တတိမမဆိုရင်ဇာတော့မရှိပါဘူးရှင်ကဲတနည်းဦးနေသားသမီးတွေကကဲအတက်ပတ်ကိုရောက်နေတဲ့အတွက်ပေါ့နော်တကယ်ကိုအားရစရာကြီးပါနော်ဆမကတော့ပြောချင်တာပေါ့နော်ကိုကလုံနေကြလုပ်ငန်းလေးတွေပဲကိုကဒီဇိုင်းမမတ်နေတာလုပ်တကယ်ကို ိုလုံးနေကြအရာလေးပဲရွေးနေဖို့ပဲလိုရဲပေါ့နော်တကယ်ကိုအောင်မြင်တိုးတက်မဲ့နိဉ္ဏလေးတွေလည်းဖြစ်ပါတယ်ရှင့်ဒါကြောင့်စိတ်ညစ်စရာတွေရှိနေရင်လည်းဘာမှစိတ်မညစ်ပါနဲ့တော့เนาะတကယ်ကိုစိတ်ချမ်းသာစရာမှုတွေတစားတစားနဲ့ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်ရှင်။ဆမပြောသလိုတွေကအထောက်ပံ့နေရအောင်ငွေရင်းအဆင်ပြေအောင်ငွေသမျှငွေမြဲအောင်ဒုက္ခသမျှလုပ်ငန်းတွေအကုန်လုံးပေါ့เนาะတိုးတက်အောင်မြင်အောင်ပေါ့เนาะ ဘာအနောက်အရှက်မှာမရှိဘဲနဲ့ချွတ်ချွတ်မွေ့မွေ့အစင်ပြေသွားအောင်လို့ပေါ့နော်ပြီးရင်လုံးသမျှကန်သမျှကြံစီသမျှအရာအားလုံးလက်ဝဲပိုက်ရရှိအောင်ပေါ့နော်ဆမကတော့ ရေတရကောင်းလေးတပုတ်ပေးချင်ပါတယ်ရှင်အဲ့ဒီရေတရလေးကအရန်ကိုလည်းကူယူရှိပါတယ်ဆမတို့ဘာလို့ရမလဲဆိုတနင်္ဂနွေတန်သမီတွေကမျက်စောပြရှိကိုရမြကြီးကိုပေါ့နော်နွားနို့တစ်ခွက်နဲ့ကိမ့်မုတ်ကိုချက်ပေါ့နော်ကက်လူကူစွာပေးပါရှင်ဆမရဲ့ဒီဗီဒီယိုလေးကိုစတွေ့ရနေရစပြီးတော့ပြုလုပ်လို့ရပါရှင်တရက်သေးပြုလုပ်ရမှာပဲဖြစ်ပါတယ်ရှင်မနက်9:00နာရီနေပြီးတော့မနက်7:00နာရီအတွင်းကက်လူကူစွာလို့ရပါတယ်ရှင်တနင်္ဂနွေတန်သမီတွေကလေကိုကစိတ်ထားစီတင်တာကောင်းတော့ဘသူပေါ်မှာမယုံမှတလို့ဒါပေမဲ့ကိုကိုမနာလို့အတိုက်ခိုက်လေးတွေတော့ရှိရဲ့အဲ့ဒီမနာလို့အတိုက်ခိုက်လေးတွေရှိရဲ့အတွက်ဆမရောရေတရပေး းချင်တာတော့ကျမအရင်တော့ပေးနေကြအတိုင်းလေးပဲတံမြာတိကိုလုံးအများနဲ့လှူပေးအဲ့ဒီတံမြာတိကိုလုံးကိုနွမ်းနာနေဆိုမှပြန်ပြီးတော့အတုံးမပြူပါနဲ့ဟိုအိမ်နဲ့ဝေအောင်လှုပ်ပြပေးပါဆမကရေရရလှုပ်ထားတဲ့တံမြာတိဖြစ်တဲ့အတွက်ကိုယ်ပြန်သုံးရင်အညံ့အတိုက်ခိုက်နောက်ဆက်လေးရှိရမို့လို့ကိုကပြန်အတုံးမပြူဖို့လိုပါတယ်ရှင့်ဒါဆိုရင်ဆမရဲ့ဒီဗီဒီယိုလေးကိုလိုက်ရှယ်လေးလိုပေးဖို့မင်းမင်းနဲ့နော်ဆမရဲ့ဒီဗီဒီယိုရဲ့ကွန်မန့်အောက်မှာလည်း အောင်အရဟံမိမိနိနံလေးတွေမှန်ထားပေးပါဆက်မလေးတူတယောက်ချင်းစီတိုင်းကိုစီမံဆူတောင်းပေးပါမယ်ရှင်ဆက်မစီမှာဗီဒီမေးလို့ရတယ်စတာစစ်လို့ရတယ်တဲရော့မေးလို့ရတယ်ငွေချင်းတောင်ဖြစ်တဲ့အခက်ခဲတွေလာရောက်တိုင်ပင်ဆင်းနေလို့ရပါတယ်ရှင်ဆက်မစီမှာဗီဒီမေးချင်တဲ့သူတွေကဆက်မစီမှာစာပို့ပြီးတော့ booking ရယူပါ booking ယူပြီးတော့ဆက်မနဲ့အဲဘဲချိန်မှာဖုန်းဆက်ပြီးတော့မေးချင်တယ်ဆိုရင်ဖုန်းဆက်ပြီးတော့မေးလို့ရပါတယ်ရှင် ြီးရင်ဆမစီမှာရေရေအစီမံနေအဲ့လိုရရင်ဒိုင်ရိုက်တက်ဆင်ပွဲထိုးလို့ရတယ်ပေါ့နော်ဆမစီမှာဒိုင်ရိုက်တက်ဆင်ပွဲထိုးတဲ့သူမိသူကိုမစိုးဆမကရေရေဆေးဖြောင်းနိုင်ပေါ့နော်တလစာရေရေဒိုင်ရိုက်တက်ဆင်လုပ်ထားတဲ့မိသူကိုမစိုးဆမလေးကလက်ဆောင်ပေးရပါဖြစ်ပါတယ်ရှင့်ဒီစမစီမှာကျမရေမကောင်းတဲ့သူတွေကျမရေကောင်းအောင်ဒါမှမဟုတ်အတိုက်ခိုက်အနောက်ချက်တွေရှိနေပြည့်ပြောက်သွားအောင်ဒါမှမဟုတ်ဘယ်သူမှကိုယ်ကိုမကောင်းမကြံနိုင်အောင်စီးပွားရေးလူမှုရေးကျမရေအဘက်ဘက်ကစမစီမှာအဆောင်လေးတွေပေါ့နော်လာပြီးအဲ့လိုရတယ်ဒါကတော့ဘယ်ဘက်မှဝင့်ဝင်ဝင်တာပေါ့နော်ဘယ်တလားညာတလား ဖဲတလာပေါ့နော်၃လဝေးရတာပေါ့နော်ဒီအဆောင်လက်ကောက်လေးတွေဆမစီမှာလာရောက်ပြီးတော့အဲ့နံလို့ရပါတယ်ရှင့်မိမိရဲ့နေနဲ့အလိုက်ဘာအတွက်လိုအပ်တာလဲကျမကြီးဆိုကျမကြီးပညာရေးဆိုပညာရေးအဘက်ဘက်ကနေပြီးတော့ဆမစီမှာလာပြီးတော့အဲ့နံလို့ရပါတယ်ရှင့်ပြီးရင်ဆမစီမှာပေါ့နော်ပီရရင်မွေးလေးလည်းရှိပါတယ်ရှင့်ကျမရဲ့ပီရရင်မွေးလေးကလူချစ်လူခင်ပေါ်များတဲ့ပီရရင်မွေးလေးဖြစ်ပါတယ်ရှင့်ဟိုကိုကဖဲတစ်ချက်ညာတစ်ချက်အထက်လူကြီးနဲ့အစင်ပြေအောင်လို့သမျှကင်သမျှရဲ့အစင်ပြေအောင်ကိုပြောသမျှတွေအရာရောက်အောင်ကိုကိုရောင်းထွက်ခြင်းတဲ့ပစ္စည်းတွေရှိရင်၃ချက် ဖြန်းပြီးတော့ပေါ့နော်ရောင်းပေးပါတကယ်ကိုရောင်းထွက်စီတဲ့ရေမွေးလေးပဲဖြစ်ပါတယ်ရှင့်စမစီမှာဆေးဖြောင်းနိုင်ဝင်ခြင်းတဲ့သူတွေအတွက်ပေါ့နော်တခါသွင်းရင်၃တိုင်းရွှေငွေအစိမ့်ပေါ့နော်အစိမ့်ကစီးပွားရေးငွေကကြတော့ငွေကြီးပေါ့နော်ရွှေကကြတော့ရွှေဝင်အောင်ပေါ့စမကတခါသွင်း၃တိုင်းပေါ့နော်တလားစာစမလေးစီမှာလာရောက်ပြီးတော့မှာယူလို့ရပါရှင့်တကယ်ဒါဆိုရင်စမရဲ့ဒီဗီဒီယိုလေးကို like share လေးလုပ်ပေးဖို့မမေ့နဲ့နော်စမကိုကြည့်ရှုနေတဲ့ခွန်ရသားသမီးများအလုံးပန်းလူမွေးရေလိုအေးချမ်းကြပါစေနေ့ရက်တိုင်းနေ့ရက်တိုင်းမှာချမ်းသာကြွယ်ဝမှုများရရှိပြီးတော့ တတိတတိမာကြီးတွေဖြစ်ပါစီလို့ဆံမလေးကစူတော်မြတ်တာပို့တာပါတယ်ရှင့်အားလုံးပဲကျေးဇူးထူးတင်ပါတယ်ရှင့်